ဘုရားတော်ကဒေါသရဲ့သဘောလေးတွေကိုပြောပြတာအဲ့ဒါဆက်မိနေတော့ပြောပြမယ်အဲ့ဒါအလွန်ကောင်းတယ်နော်ဘာပြောလို့ဆိုတော့မင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဒီလူတွေဟာကိုယ့်ရဲ့အကျိုးစီးပွားကိုမသိနိုင်တော့ဘူးတဲ့ဒီဒေါသဆိုတာပညာမဲ့တို့ရဲ့ကျက်စားရာဖြစ်တယ်တဲ့အဲ့ဒီစကားလေးကို तू ထက်ခါထက်ခါသုံးတာကိုတွေ့ရတယ်ဘုံဘုံစောစောကစားတဲ့ကြည်လာနော်ကောရောဒုံမေဒဂောရှရော အမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရလူမိုက်ရဲ့ကျက်စားရလူမိုက်ရဲ့စိတ်ကဘယ်မှာအနေများအောင်ဆိုတော့အလိုမကျမှုမှာပဲနေတယ်။ဘာမှသိစိတ်တိုင်းမကြချင်ဘူးနော်။စိတ်တိုင်းမကြလို့လည်းပဲဘာကောင်းကျိုးမှရှိတာလည်းမဟုတ်ဘူး။ကိုယ်စိတ်တိုင်းမကြတဲ့ကိစ္စကြီးကစိတ်တိုင်းကြသွားတာလည်းမရှိဘူး။အဲ့တော့ကအကျိုးမရှိဘဲနဲ့တက်တက်သူ့ကိုယ်သူပူလောင်အောင်သူများကိုပူလောင်အောင်နော်လို့ရရောက်တဲ့အတွေ့အကြုံဒေါသဖြစ်ရတာလောက်မိုက်မဲတာမရှိဘူးဆိုတဲ့အတိအပယ်ကိုပေါ်ညွှန်းတာ။ ဟုတ်လားဒါကြောင့်မလို့ကောရောဒုံမေဒကောစရောအမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရတဲ့အဲ့ဒါဒေါသဖြစ်နေပြီဆိုရင်ငါလူမိုက်စကြက်ထဲရောက်နေပြီလို့ဘုံတို့စဉ်းစားရမယ်နော်စိတ်တူပြီးဟေ့ဆိုရင်ကိုဘယ်စကြက်ထဲရောက်နေလူမိုက်စကြက်ထဲရောက်နေပြီဟုတ်လားဒါကိုစဉ်းစားရမယ်နော်မင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုရင်အဲ့ဒီပုံကောကောင်းမြတ်တာတွေမြင့်မြတ်တာတွေကောင်းတာတွေအကုန်လုံးကိုစွန့်နေတဲ့ကြီးကျယ်တဲ့ကိုယ့်ရဲ့ကြိုးစည်းဘဝကိုလည်းသူလစ်လျူရှုပြလိုက်တယ်အဲ့မှသူမရရင်နေကွာ ကောင်းတာတွေမကောင်းခြင်းလည်းနေပါစေတော့ငါတို့ပြောထည့်လိုက်တော့မယ်လှုပ်ထည့်လိုက်တော့မယ်ဟုတ်လားနော်ကောင်းတာတွေကိုစွန့်တယ်ကိုယ့်ရဲ့အကျိုးစီးပွားတွေကိုလစ်လျူရှုတယ်အဲ့ဒီအမြတ်သောတာငါတန်တမာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ငါပြင်းမမထွက်စီရဟုပြီးတော့သူဘာပြောတော့မီးပုတ်ခုံကနေမီးထပြီးတော့တောက်အောင်မီးပုတ်ကြတာရှိတယ်မီးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီမီးကကြံတာတွေကိုမလောင်ခင်မှာအဲ့ဒီမီးပုတ်ခုံကိုအရင်လောင်တယ်ဒါဖရာလောင်ပေးခဲ့တဲ့ဥမာလေးပဲနော် ဘုံတို့အလွန်မာတဲ့အသားနဲ့စုံကလေးလှုပ်ပြီးတော့ဟုတ်လားအဲ့ဒါကိုဒလက်လိုဟာမျိုးနဲ့ပေါ်ကနေပြီးတော့ပုတ်တာပေါ့အဲ့ဒီထဲအဲ့ဒီမှာဝါးလေးတွေဝါးလေးတွေကိုနှုတ်ညံ့နေအောင်တတ်ပြီးတော့လဲမှုလေးပါလေးတွေလည်းထည့်ပြီးတော့အတင်းပုတ်တဲ့အခါမှာမီးထွက်လာအဲ့ဒီမီးကဘယ်ဟိုရင်လောင်တော့ဆိုတော့အဲ့ဒီမီးပုတ်ခုံပဲအရင်လောင်အဲ့လိုပဲစိတ်တူပြီးဒေါသဖြစ်ပြီးဆိုရင်ဟာကွာတော့ဘယ်စိုးဘလို့တွေလှုပ်ပလိုက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ရောဆိုကျုံဝါနေတော့လည်းပဲတကယ်တကယ်အဲ့ဒီဒေါသမီးကဘယ်သူ့ကိုအရင်နှိပ်စက်နေတာလဲ ကိုယ့်ကိုအရင်နှိမ့်ဆက်နေတာတဲ့အဲ့မှာဆက်ဘောသူဂါထာလေးနှစ်ပုတ်ပြောတယ်အဲ့ဒီဂါထာလေးနှစ်ပုတ်တော့သဘောကျလွန်းလို့ပြောလိုက်အောင်မဟုတ်လားအဂိဝတိနာကထသမိန်ကောရောယတ္တဩဒတိနေဟယတိတတယတောကာလပခေဝစန္ဒီမလူမိုက်ဒီတန်တမာဖြစ်တဲ့ဒေါသဟာမြေ၆တွေတိရွယ်၆တွေတိခဲ၆တွေတဲ့ကြာသွားတဲ့မီးလို့တခဏချင်းပဲတဟုံဟုံထလာတယ်တဲ့ဒေါသအကြီးဖြစ်လာတယ် အလောက်လည်းမဖြစ်သင့်ပဲနဲ့အလောက်စိတ်တူစရာလည်းမဟုတ်ဖဲနဲ့စိတ်တူစရာလေးထက်ကနေတွေးလိုက်တာနဲ့ဝုံးဆိုထပြီးတော့တောက်တယ်ဟုတ်လားညချောက်တေးသေးရဲချောက်တေးကြားတဲ့ကြားတဲ့မီးလို့တဲ့နောက်လူမိုက်တန်တမှာဖြစ်တဲ့ဒေါသကြီးထွားလွှဲတယ်အဲ့လိုဆိုရင်ဘာဖြစ်တုံးတဲ့နိဟိယံဒီတတရရတော့ကာလပခေဝစန္ဒီမှာလာစုတ်ဘက်ခါမှာထွက်တဲ့လလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့အချမ်းရံတွေကြော်စောတွေကောင်းတာတွေအကုန်လုံးကတဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားလိမ့်မယ် ်ဒါလူမိုက်တရဲ့သဘောကိုပြောရအောင်နော်အပညာရှိလို့ကြတယ်ဘလို့ပြောတော့အနိန္ဒောဒုမဂေတုဝကောတော်ယတုပတမတိအပုရတိတတယတောဒုက္ခပခေဝစန္ဒီမလူပညာရှိရဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလည်းဒေါသမဖြစ်ဘူးတော့မဟုတ်ဖြစ်တယ်။ဒါပေမဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာဖြစ်တဲ့ဒေါသကြတော့လောင်စာမရှိတဲ့နေရာမှာကြာသွားတယ်မီးလို့တခဏချင်းပဲငြိမ့်သွားတယ်။အော်ဘုန်းတော်ဒီကြွေပြားပေါ်ကိုင်းမီးကြာသွားတယ်တမန်တလင်းပေါ်မီးပွားလေးကြာသွားတယ် လောင်စရာမရှိတော့ဘာဖြစ်သွားငြိမ့်သွားရောဟုတ်လားလောင်စာမရှိရမှာကြရတဲ့မီးလို့ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒေါသဖြစ်တော့ဖြစ်တယ်ဒါပေမဲ့တခဏချင်းပဲငြိမ့်သွားတယ်တဲ့အဲ့လိုတခဏချင်းငြိမ့်အောင်လုံနိုင်မယ်ဆိုလို့ရှိရင်အပုရတိတတ္တရတော့ဒုက္ကပက္ခေဝဇန်နေမှာလာဇန်ပက္ခမှာထွက်တဲ့လလို့သူ့ရဲ့အချမ်းရည်ကြော်စိုးတွေကောင်းမြတ်တာတွေအကုန်လုံးဟာပြွာလာလိမ့်မယ်လို့လို့ပြောတာအဲ့တော့ပြောချင်တာကဘာလဲ ဖြစ်တော့ဖြစ်တယ်ပြိမဲ့ကိုမထွက်เสียရဘူးဆိုတဲ့ခံယူချက်ဟာကိုကိုကိုကောင်းအောင်ထိန်းတာပေါ့နော်ပထမအဆင့်မကောင်းတဲ့စိတ်တွေဟောမဖြစ်เสียအောင် तू စ조사မယ်ပုထုသင်တဘာဝမလွဲသာလို့ဖြစ်လာပြီးမေးလျော်မှုကြောင့်ဖြစ်လာပြီးဆိုရင်လည်းပဲတဆင့်တက်ပြီးတော့ကြီးထွားမလာအောင်조사တယ်ပေါ့နော်အဲ့ဒါလိုနှီးမျိုးစုံနဲ့ကိုကိုကိုကောင်းအောင်ထိန်းတာကောင်းအောင်조사တာကိုယ့်စိတ်ကိုကောင်းအောင်ထားတာကိုကိုကိုကောင်းအောင်ထားတာဘာလို့ခေါ်တော့အတ္တတမပဏိတိတဲ့ဟုတ်လား